ဟိုဆုပြာဒီနေ့ကကြတော့မင်းသမီးသရိုသမီးပေါ့နော်ဟိုဒါရိုးရိုးပုံမှန်သူမင်းသမီးလို့လည်းကမျိုးမဟုတ်ပဲねသရိုသမီးတယောက်ကိုလင်းရတယ်မူနဲ့အဲ့လိုမျိုးခန်းစားပြီးလင်းရမျိုးစုံသူတက်ပြတယ်တက်ပြတဲ့ခါမှာသူနောက်ဆုံးဒီစမိတ်ကလေးကိုပြေးရပေါ့နော်နောက်သဇင်ပန်းကျင်လည်းပေါ့နော်သူသူ့ရဲ့သူအိမ်မက်ကဆုပြာသဇင်လည်းဖြစ်နေရအတွက်သူမင်္ဂလာကံသဇင်ပန်းမယ်ဆိုစိတ်ကူးရှိလို့သဇင်ပဲပြည်ဖြစ်တာဒီဝတ်စုံနဲ့လိုက်မဲ့ foundation အစအစ်စ်အစ်စ်တွေလောက်ရတာပေါ့နော် င်ဆိုပြင်းနေရတော့ဟောပေါ့လိန်ပူတာ15နှစ်လောက်တော့ကျော်ပြီပေါ့နော်ဆိုအရေးကြီးရဲ့ပွဲလေးဆိုကိုနဲ့လိန်နာရှိရဲ့အကိမ့်မီပွက်တက်ဆိုလိန်နာရရှိရဲ့ပေါ့လေဆိုဒါကတော့သူ့ရဲ့ bit day ပေါ့နော် bit day မှာလည်းဒါမြန်မာလိုလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ဟိုသူကန်းလန်းလို့လိန်ပေးပြတာပေါ့လေဟောပေါ့နံပါတ်1ကတော့သူ့ရဲ့ women whistle ပေါ့နော်နံပါတ်2ကဆွဲမဲ့ jewelry ပြီးသွားလို့ရှိရင်ဟောပေါ့ထုံးမဲ့စရုံပေါ့နော်အဲ့လိုမျိုးလေး match ဖြစ်အောင်စဉ်းစားရတယ် rehearsal လုပ်ရတယ်ပြီးသွားလို့ရှိရင်အဲ့ဒါလေးအားလုံးက perfect ဖြစ်မဲ့ မိတ်ကပ်နဲ့စပင်စဉ်းစားရတာပေါ့လေဟုတ်ဒါပေမဲ့သရိုသမီးဟိုဆုပြဒီနေ့ကကြတော့မင်းသမီးသရိုသမီးပေါ့နော်ဟိုဒါရိုးရိုးပုံမှန်သူမင်းသမီးလို့လိမ့်ရမျိုးမဟုတ်ဘဲနဲ့သရိုသမီးတယောက်ကိုလိမ့်ရတဲ့မူနဲ့အဲ့လိုမျိုးခန်းစားပြီးလိမ့်ရတာပေါ့လေသူနဲ့ရာဇယ်လို့ထင်မှာသူက နံပါတ်1ကသူစမိတ်တက်ခြင်းနဲ့ပေါ့နော်သူရဲ့ choice ပေါ့ဆိုတော့စမိတ်အတူအရှိအမျိုးဆုံးသူတက်ပြရတယ်တက်ပြရတဲ့အခါမှာသူနောက်ဆုံးဒီစမိတ်ကလေးကိုတွေးရပေါ့နော်နောက်သဇင်ပန်းခြင်းနဲ့ပေါ့နော်သူသူ့ရဲ့သူအိမ်မက်ကစုပ်ပြသဇင်လည်းဖြစ်နေရတဲ့သူမင်္ဂလာကံသဇင်ပန်းမယ်ဆိုတော့စိတ်ကူးရှိလို့သဇင်ပဲပြည်ပြတာ30ပဲ30ပဲဟုတ်အဲဝိစုံလေးရကြတော့ပမာရင်နဲ့သူနဲ့ပေါ့နော် ကွာကြတော့လဲဟိုရောင်လေးပါလေတော့ဝိုင်းပြီးတော့ဟိုဟာပြစ်ပြီးတော့ discuss လုပ်ပြီးတော့ပေါ့ point နဲ့သူနဲ့ဆွေးနွေးပြီးတော့သူလိုချင်တဲ့ဟာလေးပေါ့ဘယ်နဲ့ comment လဲသူဖြစ်စင်တာလဲနှစ်ယောက်ပေါင်းပြီးသူတို့လောက်ကြတာပေါ့လေဆိုတော့ဝစ်ဆောင်မှာလဲရွှေပေါ့ရွှေကိုပိတာနဲ့ဒီပရမယာရဲ့စင်လာကိုသိရပါတယ်ဒီဝစ်ဆောင်နဲ့လိုက်မဲ့ foundation အစအစ်အစ်တွေလောက်ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးတော့ရှိပါတယ်ပေါ့သူရဲ့မျက်နှာလေးကမြန်မာဆန်တယ်ပေါ့နော်မြန်မာဆန်တယ်ဆိုပြီးကိုအငယ် heavy သွားလောက်လို့မရဘူးတက်လို့တက်လို့လဲသူတခြားတစ်ယောက်ဖြစ်သွားတာပေါ့ သူနဲ့မတူတော့ဘူးပေါ့နော်ဆိုအဲ့လိုမျိုးကြောက်လို့ရှင်လင်းရတာပုတ်ခတ်တယ်ဆိုတော့ထိန်းလာတာဟုတ်လက်ကိုထိမ့်ပြီးတော့လက်ကိုထိမ့်ပြီးတော့လိမ့်ရတာပေါ့နော်ဟိုထဲ့တဲ့နေနေရာလောက်လေးပဲထဲ့ရှော့တဲ့နေနေရာကိုရှော့အဲ့လိုမျိုးလေးလောက်ပါပေါ့လေသူကြိုက်တယ်သူကြိုက်တယ်ပေါ့နော်သူကကြတော့လေညညတော့မအိတ်ထားတဲ့ဟာပေါ့မှာသူကသူကတော့အိတ်ပြောသူအိတ်ချင်လို့ပဲဒီနေ့ချောင်းလိုက်မှလိမ့်ချင်တယ်နော်တမီဆောက်ယူထားတော့ဦးတဲ့အញ្ញံပင်ပန်းနေပြီးပွဲရည်လဲစားလိုက်ဖြစ်နေဆိုကဲအဲ့ဒါဆိုရင်ရာကိစ္စမရှိဘူးချောင်းလိုက်မှစလိုက်မယ်ပေါ့နော်ဆိုပြီးတော့လိမ့်ချတာပေါ့လေဟုတ် အဲကိုငင်းကအဲ့လောက်ကြည့်သူကမက်ကက်ပဲသူမစိုက်ဘူးဟိုကိုငင်းကသူကသူဟိုကကားရိုက်လောက်တလို့လေးပဲပါရာပပ်ပလေးနဲ့ပေါ်တာလောက်လေးပေါ့အဲ့လောက်အဲ့လောက်လေးပါပဲဟုတ်ကိုငင်းကဘယ်တော့မှမသိနဲ့ကိုငင်းကအမြဲတူသူတို့အမြဲတမ်းလှတယ်ပဲအမြဲတမ်းလှတယ်ပဲစွပြည့်လေသူစိတ်ချမ်းသာထားတယ်ပေါ့လေသူမျိုးမျိုးသူအမြဲတမ်းလှတယ်ပဲအင်းတာဝန်ပို့ကြည့်ရပါတော့ ဟိုမင်းသမီးဆိုသူ့ဖန်နဲ့သူသူ့ပိတ်တန်သူရှိပြီးသားလေးနော်ဆိုတော့သူတို့ကြိုက်တဲ့ဟိုမင်းသမီးကို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 မေကက်စပင်နေကြောက်မလားဆိုလို့ရှိရင်ကိုကပြောခံရမှာလေနော်ဆိုတော့အဲ့လိုမျိုးလေးနည်းနည်းတော့ pressure တော့ရှိရပါဘူးလေအားလုံးကလှရလာပေါ့ကိုကတော့စိတ်ပူတာပေါ့လေအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်ပေါ့နော်တခုမှမပြောမှုရှိမှာဆိုလို့လေအားလုံးကလာတဲ့ပြည်သက်တရားရောသူသူ့ရဲ့ဖန်တွေရောလှရလာရဆိုတော့ အဲတပင်းအခုချပြီးသွားတယ်သူတို့ကမချဘူးတပင်းဟိုဇန်ရဲတစင်ကျန်းနေပြောသူ့မြေတားလက်ဆောင်ပြရပေါ့နော်ဆိုတော့ကျွန်မဇန်ရဲကပြောပါတယ်လူတလောက်သားစီစဉ်ပေးပါမယ်ဒါပေမဲ့သူ့တော်လဲကိုထုံးမဲ့စရုံးနဲ့နောက်ကိုပန်ချင်းတဲ့ပုံစံနဲ့ကြအများကြီးမလို့လေအထက်သုံးလည်းပဲလို့အဲဆူတောင်းပါတယ်သူတို့ရွေးမြေကြပေါင်းဖက်နိုင်ပါစေတားမြေရန်အများကြီးထွန်းကားပါစေလို့ဆူတောင်းပါတယ်